ကြောကြောအင်ဒရာနဲ့ကြိုက်ပြီးတော့ဒူးချောင်းကခွဲစိတ်ကုသရမယ့်ထွန်းကိုကိုဖေဘုံဆယ်လင်းကြောကြောနနိုင်တူမကြောကြောအင်ဒရာနဲ့ချစ်ကြိုက်ပြီးတော့တိတ်မကြခင်မှာဒူးခွဲစိတ်ကုသရမကတယောက်ဆောင်မင်းသားထွန်းကိုကိုပါအဲ့လောက်လေပရိသတ်တွေကတော့ထွန်းကိုကိုဟာကြောကြောအင်ဒရာနဲ့ချစ်ကြိုက်ပြီးတော့ဒူးချောင်းသွားလာလားဆိုပြီးတော့စားနောက်နေကြတာဖြစ်ပါတယ်တယောက်ဆောင်မင်းသားထွန်းကိုကိုဟာဆိုရင်နာမည်ကြီးရုပ်ရှင်ဇာတ်ကားတော်တော်များများမှာတယောက်ဆောင်ခဲ့တဲ့မင်းသားတစ်လက်ပဲဖြစ်ပါတယ်ဒါပြင်တယောက်ဆောင်ထွန်းကိုကိုဟာ နိုင်အခုညီမတင်ရန်ကုန်နဲ့တူ bright download တွေများစွာလောက်ကင်နေတဲ့သူပါဇောဝိုင်းမှာတော့တင်းဥဆောင်ထွန်းကိုကိုဟာမင်းမြတ်နိုးရာစာဆိုရင်ချစ်စရာကောင်းတဲ့စစ်ကြောတက်ရဲကောင်းမလေးနဲ့ချစ်ကြိုက်နေဆိုပြီးတရင်နေထွက်ခဲ့တာပါအခုလိုမျိုးတရင်နေထွက်နေရကလည်းတင်းဥဆောင်ထွန်းကိုကိုကချစ်စရာကောင်းတဲ့ကလေးမလေးတယောက်ကိုသွေးမတော်အသား7နဲ့ခေါ်ယူမွေးစားထားတဲ့ပုံမှန်လေးပြည်သူတွေကြားမှာအမြင်မျိုးမျိုးရှိတာပါတချို့ကလည်းတင်းဥဆောင်ထွန်းကိုကိုဟာ မင်းမြတ်နိုးရစာဆိုရင်စေကျော်တဲ့ရေကောင်းမလေးကိုမွေးစားထားတယ်ဆိုပြီးတော့လက်ထပ်ပေါင်းတင်နေရဖြစ်တယ်လို့ဒိုင်းရိုက်ဆွဆွေးမှုတွေရှိပါတယ်ခုရပိုင်းမှာဆိုရင်တင်းဆောင်မင်းသားထုံးကိုကသူရင်ချစ်သူကအများထင်ထားတယ်လို့မင်းမြတ်နိုးရစာမဟုတ်ဘဲစကြောင်းအင်ဒရာဖြစ်ကြောင်းကိုပရိသတ်တွေကိုအတိပေးလာတာပါကျကြောင်းနရဆိုရာကတော့နာမည်ကြီးဆယ်လီကျကြောင်းနန်းနာရဲ့ဒူမာဖြစ်ခါမစ်ပြိုင်ဝဲရင်ဝင်ပြိုင်နေတင်းဥဆောင်နေလဲလောက်ခါအမှုပညာလောကမှာနေရာတနေရာရဖို့စူးစမ်းနေရပါပြီးခဲ့တဲ့တကြိမ်ရက်ထဲမှာတော့တင်းဥဆောင်မင်းသားထွန်းကိုကိုနဲ့ ကြောင်ရင်တို့ဟာချစ်သူတွေဖြစ်နေကြဖြစ်ကြောင်းပရိသတ်တွေကို ပေါ်ပေါ်ထင်ထင်အသိပေးလာပါတယ်။ဒီလိုထွန်းကိုကိုနဲ့ကြောင်ရင်တို့ချစ်သူတွေဖြစ်နေကြတဲ့ပုံမှာတချို့ဟာလည်းသဘောမကျကြပါဘူး။ကြောင်ရဏနာဆိုတာကနုပညာလောကမှာဆယ်လီယိုကမတော်မတန်းပုံစံနဲ့မကြခဏလုပ်ပြလင်းရှိသူပါ။ဒီလိုကြောင်ရဏနာရဲ့ဒူမနီနုပညာလောကရင်းကတည်ငိမ့်တဲ့ brighter မင်းသားချစ်ဆိုင်နေကြပြီဆိုတဲ့တဲ့တွေကိုပရိသတ်တွေကယုံကြည်မရှိကြတာဖြစ်ပါတယ်။ဒါပြင်ထွန်းကိုကိုဟာအသက်32နှစ်ကျော်40နာမဖြစ်ပြီး ကြောင်ကြောင်ရန်ကစင်ကြောတဲ့ရွေသားရှိသေးတာမဟုတ်လို့လေပြိသက်တွေကကြည့်မရတာပါ။ပိုဆိုးတာကထုံးကုတ်ကအခုချိန်မှာဒူးကိုခွဲစိတ်ကုသရတော့မယ်လို့ပြောလာတာပါ။ဒါကြောင့်လေပြိသက်တွေကတော့ကြောင်ကြောင်နန်းတို့မှာကြောင်ကြောင်ရန်နဲ့ချစ်ကြိုက်နေတာမကြခင်မှာပဲဒူးချောင်ကခွဲစိတ်ကုသရတော့မယ်ထုံးကုတ်ရဲ့တရင်ဆောင်အရှုံးဘကစားနောက်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့ထုံးကုတ်ကိုဒူးချောင်တာကကြောင်ကြောင်ရန်မဟုတ်ဘဲနဲ့ငလင်းပေပြိသက်လိုရင်းနဲ့ဒူးတန်ရာရရှိသွားတာဖြစ်ကြောင်းလည်းသိရတာပါ။ မန္တလေးမြို့မှာကုညီကင်စင်လှုပ်ရင်းနဲ့ထိခိုက်ဒဏ်ရာရှိသွားတဲ့သူကတော့တရုတ်ဆောင်မင်းသားထွန်းကိုပဲဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းမက်လာ28ရက်နေ့မှာမြန်မာနိုင်ငံစကိုင်းတိုင်းဒေသကြီးကိုဗဟိုပြုပြီးတော့ AR Research Skin 9.9ဆင့်ရှိတဲ့အင်အားပြင်းဆုံးမြင်းကလေးကြီးတစ်ခုလှုပ်ရှားပြီးမှာတော့မြန်မာနိုင်ငံကပြည်တွင်းကယ်ဆယ်ရေးသမားတွေပြည်ပကပညာရှင်တွေကုညီကယ်ဆယ်ရေးလုပ်ငန်းတွေပါဝင်ဆောင်ရွက်နေကြတာပါဒီလိုကုညီကယ်ဆယ်ရေးဂျာရဲထဲမှာမြန်မာနိုင်ငံကပရိုက်တာမင်းသားကြီးထွန်းကိုကိုနဲ့တူ တခြားသောမျိုးပညာရှင်တွေကလည်းပါဝင်ကူညီခဲ့ဆဲပြီးနေကြတာပါမင်းသားထုံးကိုအရင်ကတည်းကတရုတ်ဆောင်မင်းသားကြီးချော်သူတီထောင်ခဲ့တဲ့နိုင်ဤကူညီမှုတင်ရန်ကောမှာပါဝင်ကူညီလှုပ်ဆောင်ပေးနေတာပါဒါပြင်ထုံးကိုဟာမြန်မာနိုင်ငံမှာကြားရောက်နေတဲ့တဘာဝဘေးရန်တွေကိစ္စတွေမှာလည်းပါဝင်ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်ဒါကြောင့်လည်းငလင်ဘေးတန်းဆောင်ပြိုကျပျက်စီးသွားကလူရီပိတ်မိနေတဲ့မန်လင်းမြို့က Sky Villa ကိုတော့မှာကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့မင်းသားထုံးကိုတရားဒဏ်ရာရရှိသွားတာပါခုချိန်မှာတော့ ထုံးကိုကိုဟင်ဒူးရွနာသွားလို့ခွဲစိတ်ကုသမှုတွေခံယူရတော့မယ်လို့ဆိုပါတယ်။ဒါကြောင့်လည်းပရိသတ်တွေကတော့ထုံးကိုကိုတရားဒဏ်ရာကနေအမြန်ဆုံးသက်သာလာစေဖို့ဆုတောင်းပေးနေပါတယ်။ဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကရောဒူးဒဏ်ရာကိုခွဲစိတ်ကုသရမယ်။ထုံးကိုကိုပေါ်မှာမိမိတို့ရဲ့မြင်လေးကိုလည်းမှတ်ချက်ပေးသွားကြပါအောင်ရှင်။